ဘောလ်ခဲမျိုးသိန်းတိုက်ပွဲမှာစစ်တပ်ကဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားများပြားတည်ဆုံပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းများဖမ်းဆီးသိမ်းပိုက်ရရှိထားတဲ့တဲ့တွင်နဲ့အတူနောက်ဆုံးရသတင်းတွေကိုစူးစီးဖော်ပြပေးပါမယ်။ဂရင်းနီပြည်ဘောလ်ခဲမျိုးကိုအပြစ်သက်သိမ်းပိုက်နိုင်ရေးထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်တပ်ကဗိုလ်မှူးမျိုးမင်းသူအပါအဝင်စစ်သားများပြားတည်ဆုံကစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းများလည်းသိမ်းပိုက်ရရှိထားတယ်လို့ KAC ရေးချုပ်ဗိုလ်မှူးကြီးဖုန်းနိုင်ကအတည်ပြုပြောဆိုထားပါဗျ။မတ်လ19ရက်နေ့မှာစတင်က ဘော်ခဲမြို့ရှိစစ်ကောင်စီရဲ့လက်ကျန်တရင်စခန်း၃ခုကိုအပိသက်သိမ်းပိုက်နိုင်ဖို့အတွက်ဂရီနီဒေါ်လာရေးပုံပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရမှာတစ်ဖက်တိုက်ပွဲပြင်းထန်နေသလိုအကြမ်းဖက်စစ်တပ်ကဘုံမှုမျိုးပင်သူအပါဝင်စစ်သားများပြားတိုက်ဆုံးကစစ်တုံးပိုင်းများနဲ့လက်နက်ခဲယံများလည်းသိမ်းပိုက်ရရှိထားတယ်လို့ဆိုပါရယ်တိုက်ပွဲဆရာကတပတ်လောက်ရှိတဲ့စည်ရင်စရာတော့မပို့လာသေးဘူးဒါပေမဲ့တိုက်ဆုံးတန်ရရထားတာလက်နက်ခဲယံတချို့လည်းသိမ်းစီရရှိထားပါရယ်ဆက်သွယ်ရေးအခက်အခဲဖြစ်နေလို့အတိအကျတော့မရသေးဘူး တူတူငါငါချနေကြတော့ပို့ဖို့ကလည်းအချိန်မရသေးဘူးတိုက်ပွဲကဆက်ဖြစ်နေတယ်ဗျာရအောင်လုပ်မယ်အပြီးသိမ့်မယ်မဟုတ်ရင်ရှုပ်တယ်ကျွန်တော်တို့ကအကိုင်းလိုက်ဖြတ်တော့စီးရေးကြတယ်လေအခုကပင်ရန်လိုက်ဖြတ်လိုက်မလို့ပါလို့ KAC ချုပ်ဘုံကြီးပုံနိုင်ကပြောဆိုထားတာပဲဖြစ်ပါတယ်ဝေါ်ကဲဖြူဟာမှာစစ်ကောင်စီတပ်ကတရင်သုံးရင်အထိုင်ချထားပြီးရဟရင်နဲ့ဆင့်အားများလည်းထပ်မံဖြည့်တင်းထားတဲ့အတွက်ကြောင့်အပြီးသက်သိမ့်ပိုက်နိုင်ဖို့အတွက်ဂရင်းနီတော်လိုင်းတပ်ပေါင်းစုမှစစ်ကြောင်း၃ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ဆိုပါတယ် ကျွန်တော်တို့ဘက်ကလည်းထိခိုက်ဒဏ်ရာရရှိထားတာတော့ရှိတယ်။တချို့ကြတာလည်းရှိမယ်။ဒါပေမဲ့အသေးစိတ်ကတော့မသိရသေးဘူး။ကျွန်တော်တို့ကစစ်ကြောင်းသုံးကြောင်းနဲ့တက်နေတယ်။ဝိုင်းပက်ပြီးတော့ဖြတ်တောက်ဖို့လုပ်လုပ်နေပါတယ်။အဲ့ဒါကတော့ဘယ်ချိန်ပြီးမလဲမသိဘူး။ရှားတော့ကြတော့တလာနီးပါးကြာမှပြီးတယ်လေ။အခုဘောလခဲပြူဟာကတော့တရင်သုံးရင်ထိုင်ထားတာပါ။တရင်သုံးရင်ဆိုတော့လူများမလား။လူတော့သိမ့်မရှိတော့ဘူးထင်တယ်။ဒါပေမဲ့ဟက်စကီနဲ့လာချတာဆိုတော့ရှိတယ်ပေါ့။ဒါပေမဲ့ဒီနောက်ပိုင်းတော့မလာနိုင်တော့ဘူးထင်တယ်လို့ KAC ချုပ်ဘုံကြီးဖုန်နိုင်ကပြောဆိုထားပါတယ်။စစ်ကောင်စီပြူဟာစကမ်းမှာ ပြည်သူလူထုနေထိုင်ရာရပ်ကွက်များတွင်လက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုရှိနေတာကြောင့်ဘော်လ်ခဲမြို့နေပြည်သူများမှာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ဒီတစ်ခါမှာတော့ဂျပန်စစ်တပ်ကစစ်မှုထမ်းခိုင်းဖို့အတွက်မိဘမဲ့ကျောင်းနဲ့ဘုန်းကြီးကျောင်းမှလူငယ်များရဲ့ရှင်ကိုပါကောက်ခံနေပြီးစစ်တပ်နဲ့တိုက်ရမဲ့လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်းသိမ်းမှုများလုပ်ဆောင်လာတဲ့အကြောင်းကိုဆက်ပြီးပြောပါမယ်။အကိုတိုင်းပြည်မြို့မှာဂျပန်စစ်တပ်ကစစ်မှုထမ်းဖို့အတွက်မိဘမဲ့ကြောင်းများနဲ့ဘုန်းကြီးကြောင်းမှာနေထိုင်နေတဲ့လူငယ်များရဲ့ဆင်းရဲများကိုပါလိုက်လံကောက်ခံနေတယ်လို့ဒေသနေပြည်သူများကပြောဆိုလာပါတယ်။ မတ်လပိုင်းမှာစတင်ကောင်းပြည်မျိုးပေါ်မှာချမ်းဘက်စစ်ကောင်စီရဲ့မြို့နယ်ပြည်သူ့စစ်မှုထမ်းစစ်ခွဲရေးဖွဲ့ရဲ့ညွှန်ကြားချက်နဲ့မိဘမဲ့ကျောင်းများနဲ့ဘုံကြီးကျောင်းများမှာနေထိုင်နေတဲ့လူငယ်တွေကိုပါစစ်မှုထမ်းခိုင်းဖို့အမြင့်စင်းလိုက်လံကောက်ခံနေတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအပြင်စင်ရဲကောက်ခံမှုနဲ့အတူစစ်မှုထမ်းရမယ့်လူငယ်များထွက်ပြေးမှာကိုစိုးရိမ်တာကြောင့်လူငယ်များကိုကြိုတင်ဖမ်းဆီးထိန်သိမ်းပြီးစစ်တပ်ထံကိုပို့ဆောင်ရရဲ့ရှိကြောင်းလည်းသိရပါတယ်။ပြည်မျိုးပေါ်ကဘုံကြီးကျောင်းမှာနေထိုင်နေတဲ့လူငယ်တွေနဲ့မိဘမဲ့ကျောင်းကလူငယ်တွေရဲ့အမြင့်စင်းတွေကိုသက်ဆိုင်ရာရက်ွက်ယာယီမှုတွေနဲ့ထွေအုပ်ဆေးတွေကဒီရက်ပိုင်းမှာကောက်ယူသွားတယ်လို့သိရတယ်။ တချို့ကိုကျောင်းတွေမှာလိုက်ကောက်တယ်။တချို့ကျောင်းတွေကျတော့သွားကောက်ရင်ထွက်ပြေးမှာဆိုလို့စင်းရင်တွေကိုရက်ွက်အတွင်းကစိန်မှုရိုင်မှုထွေဥစည်းနဲ့စည်းမတွေကရက်ွက်ရုံမှာပဲကိုယ်တိုင်စင်းရင်ပြုစုတယ်သိရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားပါဗျ။ထို့ပြင်ရန်ကုန်မြို့ကမာရွတ်မြို့နယ်လှမ်းတန်းမှာလည်းလူမိုက်အဖွဲ့တွေကစစ်မှုထမ်းခိုင်းရန်ဖမ်းဆီးထားတဲ့လူငယ်တွေကိုမြို့နယ်ထွေဥရုံမှာမှတ်ပုံတင်စစ်ဆေးချက်ရောက်ကစစ်တပ်ထဲသို့ပို့ဆောင်ရရှိတယ်လို့ဒေသပြည်သူများကပြောဆိုထားပါဗျ။မက်စလာပိုင်းမှာစတဲ့ကကမာရွတ်မြို့နယ်လှမ်းတန်းမှာ အကြမ်းဖက်စစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်တွတ်ထားတဲ့လူမများကလူသွားလူလာပြက်လက်တဲ့နေရာများမှာအိမ်စည်းကားများနဲ့စောင့်ကြိုဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရတာပါထို့ကဲ့သို့ပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်တွေကိုနယ်ရတော်ဒရာဆင်းမှာရှိတဲ့မြို့နယ်ထွေးရုံမှာခိတ္တထိန်သိမ်းပြီးတဲ့နောက်စစ်မှုထမ်းဖို့အတွက်လို့ဆိုကအကြမ်းဖက်စစ်တပ်ရဲ့စစ်သားစုဆောင်ရေးတပ်များထံပို့ဆောင်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်ပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူငယ်များကိုလည်းစစ်တပ်ကလူငယ်တူဖမ်းဆီးပေးနိုင်မှာကငွေကြေးသုံးသိန်းပေးဆောင်ရတယ်လို့လည်းသိရပါတယ်တဲရမှာလူငယ်တွေဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ရုပ်ပြက်ဆင်းပြက်ကိုလိုက်ဖမ်းနေတာ ခုကပေါ်တင်လို့ဖြစ်လာပြီးကားပေါ်ကိုဆွဲဆွဲပြီးတင်သွားတာသူတို့ကအဲ့လိုပေါ်တာဆွဲပြီးတာနဲ့နန္ဒရောဒါဆင်းကထွေရုံကိုခေါ်သွားတယ်အဲ့ဒီရုံမှာသူတို့ဆွဲထားတဲ့သူတွေအဖြစ်ပဲပေါ်တာဆွဲဖမ်းဆီးပေးတဲ့လူမိုက်တွေကိုလည်းတယောက်ရရင်သုံးသိန်းပေးတယ်သိရတယ်လို့လဲရမနေထိုင်နေတဲ့ကမာယွန်းယွန်းနယ်လုံးဆိုင်ရာပရဟိတအဖွဲ့ဝင်တူကပြောဆိုထားတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးမြင်းချံမြို့နယ်ကန်စင်ရွာကိုစစ်တပ်ကကြားဖြတ်တိုက်ခတ်မှုကြောင့်ပြည်သူတို့ဒုဒေသုံပြီးနေများမိတော်ပြားချသွားတဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ မန္တလေးတိုင်းမြင်းကြိုင်မြို့နယ်ကံစင်ရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးလေနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတို့ဒေသုံကနေများမိတောင်ပြကြခဲ့တယ်လို့မြင်းကြိုင်မြို့နယ်ပကဖာမှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။မတ်လ20ရက်နေ့ည7:00နာရီ10မိနစ်ခန့်အချိန်ကမြင်းကြိုင်မြို့နယ်ကံစင်ရွာကိုအကြမ်းဖက်စစ်တပ်ကဟောင်းဝဲစားလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဲဒီလိုပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက်လေနဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရတာပါ။အဲဒီလိုအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် ဂျေးရွာနေပြည်သူအသက်40နှစ်ရွယ်ဦးလာဟာပွဲချင်းပြီးတည်ဆုံးခဲ့ပြီးနေအိမ်များလည်းမိတောင်ပြည့်စည်ခဲ့ရတယ်လို့ဆိုပါတယ်။စစ်ကိုတွေကကန်ဆင်းရွာတွေကိုလက်နက်ကြီးတွေနဲ့အရင်ပစ်တာပါ။ဟောင်ဝင်စာလက်နက်ကြီး၅လုံးလောက်ရှိတယ်။အဲဒီလိုလက်နက်ကြီးတွေနဲ့ပစ်ပြီးတဲ့အချိန်ဘုံကိုကျင်းထဲမှာပုံနေတဲ့ဦးလာကိုကနေအပြင်ကိုထွက်ကြည့်မှလေရင်ကသူ့အပေါ်ထဲတဲ့ကိုကျဲချသွားတာပါ။နေအိမ်မှာပြိုချပြီးဦးလာကိုပွဲချင်းပြီးတည်ဆုံးတယ်။ဘေးပတ်ဝန်းကျင်ကနေတွင်လည်းမိလောင်ပြချတာတွေရှိပါတယ်လို့မြင်းဆိုင်မြို့နယ်ပကဖာမှာတာဝန်ရှိသူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။ခုတစ်ခါ စစ်ကောင်စီကထိုင်းနိုင်ငံသို့အလုသမားဆီလူမှုများကိုအဆင့်များစွာကတ်တက်လိုက်ပြီးအလုခေါ်စားတစောင်းလျင်လူဦးရေ90ဦးနှုန်းနဲ့တလလျင်တစ်ကြိမ်သာခွင့်ပြုတဲ့အကြောင်းကိုဆက်ပြီးပြောပါမယ်။အကြမ်းဖက်စစ်ကောင်စီတကထိုင်းနိုင်ငံသို့အလုသမားဆီလူမှုများကိုအဆင့်များစွာထားရှိကတ်တက်လိုက်ပြီးတော့အလုခေါ်စားတစောင်းလျင်အလုသမား90ဦးနှုန်းနဲ့အေဂျင်စီများကတလလျင်တစ်ကြိမ်လုံးသာတင်ပြခွင့်ပြုတော့တယ်လို့အကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုင်းနိုင်ငံအတွင်းရှိလုပ်ငန်းခွင်များသို့မြန်မာအလုသမားများဆီလူရန်အဆင့်များစွာကတ်တက်လိုက်တဲ့အပြင် ဆေလွတ်နိုင်တဲ့အလုံသမားအရေးအတွက်ကိုပါစစ်ကောင်စီကကန့်တတ်လိုက်တာဖြစ်တယ်လို့ဆိုပါရယ်။ဒီပအလုံကိုင်းအေဂျင်စီများအနေနဲ့အလုံခေါ်စာတစ်ခုလျင်လူဦးရေ90နုံးနဲ့တလားလျင်တစ်ချိန်သာအလုံသမားဝန်ကြီးဌာနသို့တင်ပြခွင့်ပြုတော်တယ်လို့ဆိုပါရယ်။စစ်ကောင်စီထုတ်ပြန်ကြေညာလိုက်တဲ့ထိုင်းနိုင်ငံတို့မြန်မာအလုံသမားဆေလွတ်နိုင်ရေးလုပ်ငန်းစီများမှာအဆင့်73ခုပါဝင်ပြီးအလုံခေါ်စာများတင်ပြခြင်းအလုံခေါ်စာများကိုစစ်ဆေးခြင်းအလုံခေါ်စာမှန်ကန်ကြောင်းအတည်ပြုပြီးစောင့်ရွက်ခွင့်ပြုခြင်းစာချုပ်ချုပ်ဆိုရန်တင်ပြခြင်းစာချုပ်ချုပ်ဆိုခွင့်ကိုစစ်ဆေးခြင်းစာချုပ်ချုပ်ခွင့်ပြုခြင်း OWIC ပြုလုပ်ခွင့်တင်ပြခြင်း OWIC ခွင့်ပြုခြင်းအလုံသမားစေလုပ်ခွင့်ပြုရန်တင်ပြခြင်းအလုံသမားဝင်ကြီးဌာနကစစ်စစ်ခွင့်ပြုခြင်းပြည်ပထွက်ခွာမဲ့ခွင့်ပြုလုံသမားများစင်းကိုလေးစိတ်ရေစိတ်နဲ့နယ်စပ်ကိပောက်များသို့ပေးပို့ခြင်းပြည်ပစေလုံမှုပြီးစစ်ချင်းဆိုင်ရာတရင်ပေးပို့ခြင်းအလုံသမားပြန်လည်ဝင်ရောက်ခြင်းဆိုတဲ့အစီအများစွာသတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းပါပဲ agency တစ်ခုအနေနဲ့လောက်ခေါ်စာတစ်ခုတောင်ရဖို့ကအခုကာလမှာခက်ခဲပါတယ်မမကကလောက်ခေါ်စာကိုပြောတာပါ အေဂျင်စီတစ်ခုအနေနဲ့အလုပ်ခေါ်စာတစ်ခုကိုလူဦးရေ90ပဲပို့ခွင့်ပြုတဲ့သဘောပါ။နောက်ပြီးသတ်မှတ်ထားတဲ့အဆင့်တွေကလည်းအများများလာတယ်။အရင်ကတော့အလုပ်ခေါ်စာတင်၊တင်နှက်တဲ့စာချုပ်ချုပ်၊ OWIC ရိုက်၊လေရင်လက်မှတ်ဝယ်ပြီးတစ်ခါတည်းတန်းဖို့တာပဲ။အခုကတော့ဒီလောက်အဆင့်တွေအများကြီးသတ်မှတ်ထားတော့အလုပ်သမားတစ်ခါပို့ဖို့ကအနည်းဆုံး၄လကနေ6လကျော်လောက်ထိကြာသွားမယ်။အေဂျင်စီတွေအတွက်တော့တိတ်ပြီးတွက်ချေမကိုက်တော့ဘူးလို့ရန်ကုန်မြို့မှာပြည်ပလုပ်ကိုင်ရန်ကုန်မြို့မှာပြည်ပလုပ်ကိုင်ရှာဖွေရေးအေဂျင်စီပိုင်ရှင်တို့ကပြောဆိုထားတာဖြစ်ပါတယ်။ဂျပန်စစ်ကောင်စီကထိုင်းနိုင်ငံတို့လုံသမားစီလိုရန်အလုပ်ခေါ်စာအသစ်တွေကို လာမယ့်မေလနေ့ရက်နေ့မှစတင်၍ခွင့်ပြုမှာဖြစ်ပြီးဂျပန်၊ကိုရီးယား၊စင်ကာပူ၊မလေးရှားနဲ့ခြားနိုင်ငံများတို့လည်းအလုတ္တမဆီလုံမှုဆိုင်ရာကန့်သက်ချက်များကိုထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ဒီကနေ့ထုတ်စစ်တပ်ရဲ့ဝါဒပြန်သတင်းစာများမှာဖော်ပြထားတာပဲဖြစ်ပါတယ်။ဇဂိုင်းတိုင်းအင်းတော်မြို့နယ်သို့စစ်ကူလာတဲ့စစ်တပ်ပူပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်မှရရှိတဲ့စစ်သား33ဦးသေဆုံးပြီး32ဦးအရှင်ဖမ်းမိကာလက်နက်54လေးနဲ့တင်းစီရရှိခဲ့တယ်လို့အမတ်တစ်စစ်တီတပ်ကသတင်းထုတ်ပြန်ထားပါတယ်။မတ်လ15ရက်နေ့က စကိုင်းတိုင်းအင်းတော်မြို့နယ်အစပ်ကတာမြို့နယ်ပင်လို့ရွာနီးပတောင်းကြီးပတောင်းလေးတောင်မှာကတာမြို့ခမိုင်းရ309မှာထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာပါဆိုပါစစ်တဲ့စစ်ကြောင်းမှာဗုံးမူးလင်းထက်ဦးစီပြီးခမိုင်းရ136ခမိုင်းရ339ခလာရ6တို့ပူးပေါင်းထားတဲ့အင်အား150ခန့်ပါစစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီတဲ့ရဲ့ပူးပေါင်းစစ်ကြောင်းကို KIA KPDA ကတာခိုင်တရင်တဲ့ဝေါ်တာတိုက်နယ်ပကဖာနဲ့ကတာမြို့နယ်ပကဖာပူးပေါင်းဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ33ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်တုံးမှန်ဖြစ်စစ်သား32ဦးဖမ်းမိရမိတယ်လို့တော်လိုင်းရဲဘော်2ဦးချာဆုံးကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်မှလက်နက်54လက်သိမ်းဆည်းရရှိခဲ့ရမှာ MA1 29လက် MA2 6လက် MA3 12လက် MA4 3လက် MA11 တလက် MA15 တလက် Anti Drone Gun တလက် MA10 ဘုံဒီ38လုံး MAG အတောင်8000 MA50G အတောင်2000 60မမဘုံ18လုံး GA113 ကို ကြောပိုးကြမှာတကူဆက်သွယ်ရေးဆက်တလုံးအထိုင်ဖုံးတလုံးကြီးကအုတ်ထုပ်ဆက်နှလုံးသိမ်းဆီးရမိကြတာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ဟုတ်တကောပဇွန်တော်မှာရဲမှုမဲဟန်ကပြည်သူတို့ကိုချဲရောက်နေလို့ဆွဆွဲဖမ်းဆီးပြီးဝေချက်သိန်း320ချင်းချောက်တောင်းခံကမြေကြီးနားမှာလည်းပြည်သူတို့ထံမှရွှေနှစ်ချက်သားရဲကလူရက်သွားတဲ့တဲ့ရင်ကိုဆက်ပြီးဖော်ပြပေးပါမယ်။ရန်ကုန်မြို့ပဇွန်တော်မြို့နယ်မှာရဲနဲ့အုပ်ချုပ်ရေးမှုကပြည်သူတို့ကိုချဲရောက်နေလို့ဆွဆွဲဖမ်းဆီးပြီးဝေချက်သိန်း320တောင်းခံခဲ့တယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါဗျ။ဖေဖော်ဝါရီလရက်နေ့က ပဇွန်တော်မြို့နယ်အမှတ်၈ရပ်ကွက်ဇီစဝါလမ်းမှာနေထိုင်တဲ့ဦးမောင်မြင့်ကိုရဲနဲ့အုပ်ချုပ်ရေးမှူးတွေကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထို့သောဖမ်းဆီးပြီးတဲ့နောက်ပဇွန်တော်မြို့နယ်ရဲစခန်းမှာမြို့နယ်မှုရဲမှုမင်းဟန်စခန်းမှုဒူရဲမှုစောစောနေတိုင်းဒူရဲဦးညီမင်းနိုင်ခုနှစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဘိုးကျော်မင်းနဲ့ပြူစောတိဂျိုဂျိုတို့ကငွေကြေးသိန်း320တောင်းခံခဲ့တာဖြစ်တယ်လို့သိရပါတယ်။ထို့သောအတင်းအဓမ္မငွေကြေးတောင်းယူတဲ့ဖြစ်စဉ်ကိုအမှတ်၈ရပ်ကွက်အုပ်ချုပ်ရေးမှူးမျိုးမြေပင်သိရှိရင်းမရှိပဲ ဖြူစိုးရီကျိုးကျိုးနဲ့အမှတ်ခွန်ရက်ွက်အုပ်ချုပ်ရမှုဗိုလ်ချုပ်မင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ဥပမာမြင်ကိုချဲရောက်နေဆိုပြီးဆွဆွဲဖမ်းစီတာပြီးတော့ငွေကျဲ3320တောင်းနဲ့အတင်းအရမတောင်းလို့ပေးလိုက်ရတယ်။သူတို့တွေအချင်းချင်းပြန်ခွဲယူတယ်လို့သိရတယ်။အဲ့ဒီဖြစ်စဉ်ကိုအမှတ်ရှိရက်ွက်အုပ်ချုပ်ရမှုမျိုးမြင့်တောင်မသိရဘူးလို့သိရတယ်။ဖြူစိုးရီကျိုးကျိုးနဲ့အမှတ်ခွန်ရက်ွက်အုပ်ချုပ်ရမှုဗိုလ်ချုပ်မင်းတို့ကရဲခွဲတွေနဲ့ပေါင်းပြီးလှုပ်သွားတာသိရတယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။အလားတူကချင်းပြည်နယ်မြစ်ကြီးနားမြို့မှာလည်းအချမ်းဖက်စစ်သားတွေက ။ဤသူတို့ကိုမူရစ်စေးသုံးဆွဲတယ်လို့စွပ်စွဲရှာဖွေပြီးရွှေနှစ်ချက်သားလူရဲယူဆောင်သွားတယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါဗျ။မက်ရှလာစကွေးနေကမြစ်ကြီးနားမြို့မြမစီးပွားရေးဗန်လမ်းကြောင်းမှာလမ်းသွားလမ်းလာပြည်သူတွေကိုစစ်ဆေးနေတဲ့အချမ်းဖက်စစ်သားတွေရဲများကဆိုင်ကယ်စီးလာတဲ့ပြည်သူတို့ကိုမူရစ်စေးသုံးဆွဲတယ်လို့စွပ်စွဲရှာဖွေပြီးဝိုင်းဝန်းရိုက်နှက်ကရွှေနှစ်ချက်သားကိုယူဆောင်သွားတာဖြစ်တယ်လို့သိရပါဗျ။မြို့တဲ့ကိုအခောက်ရွှေလုပ်ဖို့အတွက် မြမစီဝိုင်းဘန်အရှိလမ်းမကြီးမှာစစ်ခွေးတွေနဲ့ရဲခွေးတွေကဆိုင်ကယ်ကိုရက်ခိုင်းနေပြီးတော့လမ်းကြားလေးကိုခေါ်ပြီးဆေးသုံးနေဆိုပြီးစစ်ဆေးတယ်ဆေးမသုံးဘူးလို့ပြောရင်လည်းမရဘူးဘာမှမပြောနဲ့ဆိုပြီးလက်နဲ့တူနဲ့စိတ်ကြက်ရိုက်တယ်နောက်ဆုံးပါလာတဲ့ရွှေနဲ့ချက်သားကိုလူယူသွားတယ်လို့လူရက်ခံရသူရဲ့မိတ်ဆွေတို့ရဲ့ပြောဆိုချက်အရသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးလူရက်ခံတဲ့ပြည်သူကအနီးနောက်မှာရှိတဲ့ရဲစခန်းကိုအကူအညီတောင်းခံခဲ့တော့လဲရဲများကထွက်လာခြင်းမရှိဘဲလစ်လျူရှူထားတယ်လို့လည်းသိရပါတယ်